တပည့်တော်သည်ယခုဘဝမှာပင်ဓမ္မတဖို့အနှဲဆုံးဖျားရှိလိုပါသည်ရှင်ဖျားမိခဲ့သို့နေစဉ်ဘဝတွင်လက်တွေ့ချင်းချံနေထိုင်ရမည်ကိုတပည့်တော်အားလမ်းညွှန်ပေးတော်မှာဖျားဒီနေ့ညနေပြောတဲ့ခေါင်းစည်းနေနေဆိုရင်တော့စားတတ်အောင်စားဖို့အစိတ်မဖြစ်အောင်စားဖို့အစိတ်ဆိုတော့ကိလေသာအကုန်လုံးပါတယ်အဲ့ဒီတိုင်မှာ ဒီစိတ်ငြိမ်ငွေ့မှုဥဒိစ္စကိုအဓိကထားပြီးတော့ဒီနေ့ညပြောသွားတယ်။သူကမောဟ။အဲ့ဒီဥဒိစ္စဟာအကုသိုလ်အာလုံးရဲ့အခြေခံပါ။ယဟန္တာဖြစ်တဲ့အချိန်ကျမှသူကပျောက်တယ်။တောရပံဖြစ်လဲအဲ့ဒီငြိမ်ငွေ့မှုက မပျောက်သေးဘူး။အဲဟိုအာရုံမကောင်းတော့ဘူး။အဲ့ဒီငြိမ်ငွေ့မှုက ဒါမှမဲ့ तू ကရှိနေသေးတယ်ပေါ့အမြင့်မပြတ်သေးဘူးအဲ့တော့အစားတော့စားနေနေအစားတော့စားနေတဲ့အချိန်မှာအခုဟာလူသားမအနေနဲ့ကအတ္တနဲ့စားတယ်လောဘနဲ့စားတယ်ရှင်းရှင်းပြပြီးဒီနေ့ရှင်းပြပြီးဒီနေ့ညအတ္တနိုင်ဆုံးဒေါသနဲ့စားတယ်အဲ့တော့အဲ့ဒီထမင်းစားနေနေနော်သတိပဋ္ဌာန် ကျင့်စဉ်ကြောင်းအဲ့ဒီအဥဒိစ္စဆိုတဲ့စိတ်ပြောင်းလဲမှုသဘောတွေစိတ်ညင်ငွေမှုသဘောတွေဒေါသတွေလောဘတွေအဲ့ဒါတွေကိုမြင်ပြီးတော့နည်းနည်းစီဒီနေ့ကိုနဲ့တမင်ဝါတိုင်းဝါတိုင်းအဲခိလေသာမဖြစ်ဘူးပညာဖြစ်တယ်ဆိုရင်ဒါမက်ဖို့စီကိုတော့လှမ်းနေတာပဲ တကယ်မက်ဖို့ရဲ့အမ်အဓိကကြားတဲ့ချက်ကတော့အဲ့ဒီစားနေတဲ့အချိန်မှာအရာရာပြောင်းလဲနေတယ်။ဝါမြူနေတဲ့အစားအသောက်လည်းပြောင်းလဲနေတယ်။အရာဝင်လည်းပြောင်းလဲသွားပြီ။ဒီဝါနေတဲ့ကြွက်သားလည်းပြောင်းလဲနေတယ်။အမြင်နဲ့ပြောင်းလဲနေတယ်။ဝင်တဲ့ရောက်သွားပြောင်းလဲနေတယ်။တမာတီအဲ့လိုခေါင်းနဲ့ပြောင်းလဲနေတာကိုသိရင် အနေစာတိတယ်ခေါ်တာပေါ့စားခြင်းနဲ့စိတ်စားတဲ့စိတ်အကြောင်းစားတယ်စားလဲအဲ့စိတ်ပြောင်းသွားတယ်အဲ့ဒါလေးဒီအဲ့ဒီလိုအဲ့အစားအသောက်ပေါ်မှာအနေစာမြင်တယ်မစားလို့မရဘူးဒီခန္ဓာကိုယ်ရထားတာစားစားတော့လည်းပဲယွန်စရာကောင်းတဲ့အစားစာစားရတာဒီယွန်စရာစားစာပဲစားရတာ စူပါမားကတ်စင်ပေါ်မှာလှလှပပနဲ့မျက်စိမျက်စိအလှလှပပလို့မြင်တဲ့ဒီအစားတောက်ကသူကပစတ်တဲ့အထိမခံဘူးပစတ်တဲ့ရောက်သွားရင်မလှတော့ဘူးလက်ချားတော့ရောက်သွားရင်ပူဆိုးတယ်ဝမ်ပိုက်တဲ့ရောက်သွားရင်ပူဆိုးသေးတယ်ပြန်ထွက်လာရင်ပူဆိုးသေးတယ်ဒါပေမဲ့ဒါမလှုပ်လို့မရဘူးလှုပ်ရတာပဲမလှုပ်ရင်ပိုက်ဆာပြီးတော့ တခါဝေဒနာဖြစ်ပြန်ရောယောဂဖြစ်ပြန်မစားနဲ့ယောဂဖြစ်တယ်မစားတိုင်းနဲ့ယောဂဖြစ်တယ်ဒီခန္ဓာကိုယ်ရဒုက္ခပဲဒီဒုက္ခငါငါမှမဟုတ်ဘူးဟိုမှာထိုင်နေတဲ့လူလည်းဒီကုန်ဒုက္ခပဲဒီလိုမြင်ရင်အနတ္တဖြစ်သွားပြန်ဒီဒုက္ခငါမှဖြစ်တယ်တို့ရောဘာမှဖြစ်ဘူးတို့ရောတော့ဒီမှာဟိုချောလို့လှလို့အဲ့လိုသာမြင်တာဒီဒုက္ခကိုအတ္တဆိုတဲ့မျက်စိနဲ့မြင်တယ်ဒါကြောင့် ခမင်းစားနေတဲ့ချိန်မှာပဲတတိနဲ့စားရင် အနေစာဒုက္ခအနတ္တမြင်နိုင်တယ်မဲ့ဖို့နိဗ္ဗာန်ရနိုင်ပါတယ်ဘုရင်တော့မရသေးဘူး